အာမင်္ဂလာပါကျွန်တော်အခုဒီအခုခေါ်နေရပေါ့နော် hacker assistant လို့ခေါ်ရ ACA လို့ပဲပြောပြော HC HA လို့ပဲပြောပြောပေါ့နော် hacker assistant နဲ့ပတ်သက်ပြီးတော့စင်ကူမှာအလုပ်လုပ်ချင်တဲ့သူတွေအတွက်ကိုအာနည်းနည်းလေးရှင်းပြပါမယ်နော်အဲ့တော့ဟို job scope ကိုလည်းကျွန်တော်တင်ထားတယ်အဲ့တော့မတိသေးဘူးဆိုရင် job scope တင်ထားတဲ့ post ကိုကျွန်တော် YouTube မှာလည်းတင်ထားတယ် TikTok မှာလည်းတင်ထားတယ် အဲအဲ့ဒါလေးကိုတွားကြည့်လို့ရပါတယ်အဲ့တော့ဒီ job scope လေးကိုတော့မတိလို့မရအောင်เนาะဟိုအလုပ်လျှောက်ချင်တဲ့သူတွေကဒီ job scope လေးတိပြီးမှပဲအဲကျွန်တော်စီဆက်တွေ့ပြီးလျှောက်စီတယ်ねကျွန်တော် Telegram channel လေးမှာအားလုံးစုပြီးတော့အလုပ်လျှောက်ရမယ့် email လေးပေးထားပါတယ်အခုကျွန်တော်က agent fee နဲ့ပတ်သက်ပြီးတော့ရှင်းပြခြင်းねဟိုကျွန်တော်ပေးဆက်ပေးမဲ့ agent ကလုံးဝယုံကြည်စိတ်ချရတယ်ဟိုတကယ်လဲမမှန်ငန်ငန်လောက်တာပေါ့เนาะအဲ့တော့မမှန်ငန်ငန်လောက်တယ်လို့ပြောတဲ့အခါမှာအ ဘာကိုထည့်ပြောချင်တာလဲဆိုတော့တချို့တွေကအလုံးရသွားပြီးတော့เนาะအဆင်မပြေလို့ပဲဖြစ်ဖြစ်တခုခုကြောင့်ပြန်ပြီးတော့အလုပ်ကနေပြီးတော့ညတဲ့အခါမှာ agent fee ပြန်ပေးတာမျိုးတွေလောက်ချင်မှလောက်တာမျိုးပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာ agent fee ပြန်ပေးတဲ့ဟာမျိုးရှိတယ်။ဘယ်လိုတော့ရှိလဲဆိုတော့အာပြန်မပေးတဲ့ဟာလည်းရှိရယ်เนาะတော်ကြာကျွန်တော်ဂျင်းမထည့်ချင်ဘူးเนาะအဲ့တော့ဟို yes and no တွေရှိရယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီ process တွေမှာသူတို့လုပ်ပေးရတာရှိတယ်ပေါ့နော်အဲ့တော့သူတို့မှလည်းကိုယ့်ရဲ့ pass ရဖို့အလုပ်ရှင်နဲ့တွေ့ပေးရတာတွေအလုပ်ရှင်နဲ့စီစဉ်ပေးရတာတွေအဲ့လိုမျိုးတွေသူတို့မှလည်း admin cost တွေရှိတယ်နောက်ဒီဒါကတော့လုပ်ငန်းသဘောတရားလေးနားလည်အောင်ပေါ့နော်သူတို့လည်း company ထောင်တဲ့အခါမှာဒီနှစ်စဉ်တက်တန်းနှစ်စဉ်ကြီးတိုးရတာတွေ company ရုံးခန်းထားရတာတွေဒါတွေအကုန်လုံးကသူတို့မှလည်း expense cost တွေရှိတယ်အဲ့တော့ကိုက agent fee ပေးရတဲ့အတွက်ဟာ ဘာမှလည်းလုပ်ရတာမဟုတ်ဘူးเนาะအေဂျင့်လုပ်ပြီးတော့ပတ်စံကိုဟိုအနည်းနေအောင်ယူရတော့ဘာတွေဖြစ်မှာဆိုလို့เนาะအဲ့တော့အဲ့ဒါလေးမဖြစ်အောင်ရေနောက်တစ်ခုကကျွန်တော်တို့ဟိုပါပေါ့เนาะဒီကျွန်တော်ပြောရသလိုပေါ့ကျွန်တော်ကတော့ဟိုစာတင်ကျွန်တော်ကုညီရဲ့အနေနဲ့စာတင်တဲ့ကိစ္စကိုစာတင်တာတော့ကျွန်တော်တင်တဲ့ညကြီးမှာเนาะဟိုတော်ကြ ကျွန်တော်တချို့ဟာတွေတော့ကျွန်တော်ပြောထားရှိတယ် CV ပြင်တာတွေအင်တာဗျူးအတွက်လိုအပ်တာလေးတွေကတော့ကျွန်တော်အခမဲ့ကူညီမယ်လို့ကျွန်တော်ပြောထားတယ်ဟောအင်္ဂလိပ်စာသင်တန်းတက်မယ်ဆိုလို့ရှိရင်တော့ဒီ speaking ပေါ့နော်ဒီ HA တို့မို့ ACA ကို focus လုပ်တဲ့ဟာကတော့ကျွန်တော်သင်တန်းချင်းယူပြီးသင်မယ်နောက်တစ်ခုကအင်တာဗျူးတွေပိုင်းစီစဉ်ပေးရတဲ့အခါမှာတော့ကျွန်တော် service charges တခုယူမယ်အဲ့တော့ဘာဘလို့ process နဲ့သွားမလဲဆိုတာရှင်းရှင်းလင်းလင်းပြောပြမယ်အဲ့ရှင်းရှင်းလင်းလင်းသိပြီးမှ အာစိတ်ဝင်စားမှရှောက်ပါကွာဟာအေဂျင့်ဖီတွေအများကြီးပေးရမယ်လို့ဒါတွေပြန်မရဘူးလို့အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေစိတ်ထဲမှာရှိနေလို့ရှိရင်တိတ်အဆင်မပြေဘူးเนาะအဲ့တော့ CV မတင်ခင်မှာကိုက black or white တေးရတယ်ကိုဘက်ကပေးရမှာကိုဘက်ကရမှာကိုကိုရမယ့်အခွင့်ရသူရမယ့်အခွင့်ရအဲ့ဒါတွေကိုမတိပဲနေအလုံးရရင်ပြီးတော့အဲအဲ့နောက်နောက်ခါလာနောက်မှရှင်းမယ်ဆိုရယ်ပြဿနာမျိုးမဖြစ်အောင်လို့အဲဒါလေးကိုအတိအကျပြောစေချင်ပြောပြချင်တယ်အရင်ဆုံးအာကျွန်တော်တို့ shop ပြီဆိုလို့ရှိရင်ကျွန်တော် CV ကျွန်တော် collect လုပ်ပေးမယ်အဲ့ဒါကတော့ကျွန်တော်အခမဲ့လုပ်ပေးမယ်အဲ့တော့အစားတော့ကတော့ဒီ interview ပါလို့ရှိရင်အာကျွန်တော်ဟိုပေါ့နော်ဟိုပြန်ပေးမဲ့ပတ်စံပါပဲเนาะ deposit သဘောမျိုးကျွန်တော်ယူထားလို့လည်း တန်ဖိုးရှိရှိလေးဖြစ်အောင်ပေါ့နော်အဲ့တော့အခုကျွန်တော်ဘယ်လိုလောက်ထားလဲဆိုတော့ပထမအဆုံးအာ CV တွေကျွန်တော်စစ်ပေးမယ်တင်းလျော်တဲ့သူပေါ့နော်တင်းလျော်တဲ့သူတွေဆိုလို့ရှိရင်အိုကေနောက်တစ်ခုကကိုယ်မှာ background ဘာတွေရှိဖို့လိုတဲ့ဘာညာတသက်ကျွန်တော်ပြီးမှနောက်ထပ်တသက်ရှင်းပြပေးမယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်လည်းအောက်မှာမန်ထားခဲ့ပေါ့နော်တီချင်တာလေးတွေဘာတွေရှိတယ်ဆိုတာလေးတွေကျွန်တော်ကြည့်ပြီးတော့တချို့ဟာလေးရှင်းပြပေးမယ်အရင်ဆုံးဘာလို့မလဲဆိုတော့ CV ကြည့်ပြီးလို့ရှိရင် interview ပထမ interview ကိုကျွန်တော်အခမဲ့စီစဉ်ပေးမယ်။ interview ရပြီ interview မှာအောင်ပြီဆိုလို့ရှိရင်ကျွန်တော် second interview တုန်းမှာကျွန်တော်တတိယ C ကိုတွားပြီးတော့တန်းပြီးတော့ IP letter ရှောက်ဖို့ပေါ့နော်။နှစ်ခုနှစ်မျိုးဖြစ်နိုင်တယ်။တခိုင်ကြလို့ရှိရင်လည်းတို့ second interview ခေါ်ရင်ခေါ်မယ်မခေါ်ရင်လည်းတန်းခံရင်ခံမယ်။အဲ့တော့အဲ့လို process မျိုးရောက်လာတဲ့အခါကျရင်တော့တေချာပြီဆိုလို့ရှိရင်ကိုယ့်ဘက်က commitment တဘောမျိုးကျွန်တော် deposit တစ်ခုရှိပါမယ်။ အဲ့ amount ကိုကျွန်တော် Telegram group ထဲမှာအသေးစိတ်ရှင်းပြပါမယ်အဲ့တော့အဲ့ amount ကဟိုကျွန်တော်ဒါအာမခံချက်ခင်ဗျားတို့ဘက်ကတေးချပြီး agent ကလည်းပေးဖို့ကိုယ့်လက်ထဲမှာရှိပါစေပေါ့เนาะကျွန်တော်အဲ့ဒါလည်းတစ်ခါလေးပြောချင်ပါတယ်ဒါကအလုတ်သဘောအရာဖြစ်တဲ့အတွက်သူ့ဘက်ကိုပဲရှိပါတယ် အေဂျင့်ကလည်း client ကိုအာမခံထားရတာဖြစ်တဲ့အတွက်ခင်ဗျားတို့ကလုံးမလို့လို့မလုံးမလို့လို့ပြောရင်မှမလုံးဖြစ်ဘူးဆိုရင်သူတို့ဘက်ကနင့်တာညှက်တာပြရတယ်နော်ကျွန်တော်အလုပ်ကို straight straight forward ပဲသွားချင်တယ်ဟိုဘက်လည်းနင့်တာဒီဘက်လည်းနင့်တာမလုံးချင်ဘူးပေါ့နော်အဲ့တော့ဟိုမလုံး ရှင်မူတို့ကို့မှာရွေးချင်သေးတယ်ဟိုဟာလှုပ်ချင်သေးတယ်ဒီဟာလှုပ်ချင်တယ်ဆိုရင်အစာကလေးကပြက်ပြက်တာတာမလျှောက်ပါနဲ့เนาะကျွန်တော်ပုံမှန်လေးပြောတာပါအဲ့တော့လုံမယ်လို့ဆုံးဖြတ်ပြီးရင်တိတ်ချက်ကို့မှာပေးနိုင်တဲ့ agent fee ပေးနိုင်တဲ့အမောင်ရှိနေပြီသားဖြစ်ရမယ်အဲ့တော့ပထမဆုံးအနေနဲ့အဲကျွန်တော်ပြီးဒီအသေးစိတ်တွေတော့အမောင်ကိုတော့ကျွန်တော်မပြောဘူးเนาะအဲ့တော့ပထမဆုံးအနေနဲ့ဘာပြင်ဆင်ထားရမလဲဆိုတော့ဒီဟာကို commitment second interview သို့မဟုတ် IPA letter လို့ခေါ်ရဲခင်ဗျားတို့ work permit တင်ပေးမဲ့အချိန်မှာ เนาะပတ်စံအ ਨੇ ဆုံးကျွန်တော်တို့အ ਨੇ ဆုံးလို့ကျွန်တော်ပြောတာเนาะနှစ်လစာเนาะလာရမယ့်လစာရဲ့နှစ်လစာအဲ့တော့ရလာမယ့်ရစာအ ਨੇ ဆုံး900အနေ1400ထိရနိုင်တယ်အဲ့တော့900ဆိုလို့ရှိရင်စင်ကူဒေါ်လာ900เนาะစင်ကူဒေါ်လာ US မဟုတ်ဘူးစင်ကူဒေါ်လာ900နှစ်စဆို1400နဲ့ညီမျှတဲ့မြန်မာငွေရှိနေရပါမယ် exchange rate ဒီပိုင်းရှိမယ်ပေါ့เนาะအဲ့တော့လာစာက agent fee ဘယ်လောက်ပေးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ အပိုင်းလေးတွေရှိတယ်ကျွန်တော်ကကြတော့ခုနလို service အနေနဲ့ကျွန်တော်နည်းနည်းပဲရှူမယ်တောင်းကနေပဲကျွန်တော်ရှူပါမယ်ဒါကကျွန်တော်ပုံဝင်လင်းလင်းပြောတာကျွန်တော်ဟိုအရင်တော့ကတော့ကျွန်တော်ဒီတိုင်းလေးပဲချိန်ပေးလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ဘာမှမလုပ်ပေးဘူးအဲကျွန်တော်စီရောက်တာလဲ CV ကိုကျွန်တော်က agent ကိုတန်းထိုးပေးလိုက်တယ်အဲ့ agent ဘက်ကလည်းသူတို့မှစီစင်းရတာတွေဘာညာတွေသူတို့အတွက်ခက်ခဲတယ်အဲ့တော့သူတို့သူတို့ပေးရတဲ့အချိန်ကအရင်အဆင်မပြေတဲ့ခါကျတော့ကျွန်တော်အကူအညီတောင်းတယ်အဲ့တော့အကူအညီတောင်းတာဖြစ်တဲ့အတွက်ကျွန်တော်က CV တွေလည်းချိန်ပေးရမယ် interview လည်းပြုပေးရမယ် interview ပေးပြီး ီးတော့မှခင်ဗျားတို့ဟိုဘက်တင်ရမှာဆိုတော့တကယ်ဆိုရင်ကျွန်တော်ကခင်ဗျားတို့အင်တာဗျူးခဲ့တဲ့ဟိုဟာတော့မှ charges တခုယူတင်နေပြီဘာလို့ပြောပြတာပါဟိုကျွန်တော်ပုံမှန်လင်းလင်းပြောပြတာเนาะဒါပေမဲ့ကျွန်တော်အာစေတနာမေတ္တာထားပြီးတော့ကျွန်တော် first interview ကိုကျွန်တော်ကိုယ်တိုင်အာဟောပါတော့လုပ်ပေးမယ်အဲ့တော့ interview မလောက်ခင်မှာကျွန်တော်တောင်းမဲ့ဟာတွေလည်းရှိတယ်ပေါ့နော် CV တောင်းမဲ့ကိုယ့်ရဲ့ self introduction လေးဗီဒီယိုရိုက်ပြီးပေးပါဆိုတာကျွန်တော်တောင်းမဲ့အဲ့နှစ်ခုတော့ကျွန်တော်ပေးပြီးတော့မှကျွန်တော် interview ခေါ်မယ်เนาะအဲ့တော့ interview ရပြီဆိုလို့ရှိရင်အာကျွန်တော်ဒါကျွန်တော်ပတ်စံတပြားမှမရှိဘူးတကယ်လို့ posting ဟိုပါပေါ့နော်တင်ရပြီဆိုတာနဲ့ကျွန်တော် service fees တခုယူမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ကဘာရှိမလဲဆိုလို့ရှိရင် agent ကကသူတို့ဒီမှာဟိုပါပေါ့နော် ကိုရမယ်လားစာရဲ့သူက agent အပြင်သူက third party ရှိပါလို့ကျွန်တော်ဒီမှာ go through လုပ်ရတဲ့အဆင့်နေရှိရမြန်မာပြည်ကနေအာလာတာပဲဖြစ်ပဲနိုင်ငံနေပဲသွားသွားပါတော့အဲ့တော့ကျွန်တော်တို့က third party face တခုရှိရတော့အလုံးပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့ကဟောပေါ့ service service fee ကကျွန်တော်တို့ best တင်ပြီဆိုတာနဲ့ amount တခုတောင်းလိုက်မယ်ပြီးလို့ရှိရင်2လစာ stand by လောက်ထားပါတော့ရမယ်လစာ1400ဆိုရင်1400နဲ့2စာလောက်ထားမယ်အဲ total ကတော့တို့ဘယ်လောက်ရှိမှာလဲဆိုတော့ ဒီ Singapore agent fee 2လစာနဲ့တပ်ပတ်ဒီ agent fee 3လစာ total 5လစာရှိပါလိမ့်မယ်เนาะအဲ့ဒါကျွန်တော်ကြားတဲ့ information နဲ့ပြောတာအဲ့တော့အဲ့5လစာမှာเนาะကျွန်တော်တင်ချရှင်းပြမယ်เนาะတကယ်လို့ bus ကတင်ပြီးပြီမကြောက်ဘူးဘာညာဆိုလို့ရှိရင်တို့ပြန်ပေးလိုက်မယ်เนาะ bus တင်တဲ့အချိန်မှာသူက2လစာအရင်ယူထားမှာဆိုတော့2လစာနဲ့ခုန service fees ပေါ့ service fees ကကျွန်တော်တင်တယ်စာလုံး900လောက်ရှိမယ်အဲ့တော့ဒီ2လစာနဲ့ service fees ကိုယူထားပြီးတော့ အာပြီးရင် admin fees နဲ့ service fees ကိုနှုတ်ထားပြီးတော့ pass မရခဲ့သေးရှိတော့ဂျန်တဲ့ပတ်စံကိုသူတို့တွက်ပြီးပြန်ပေးလိမ့်မယ်။အလုံးရသွားပြီ IPA letter လို့ခေါ်တဲ့เนาะဒီ work permit approve ဖြစ်ပြီဆိုလို့ရှိရင်အပြည့်ပေးရပါမယ်။နောက်ထပ်3လစာတုတ်တဲ့5လစာပေးရပါမယ်။အဲ့တော့အလုံးကို commitment လုပ်ရတာဖြစ်တဲ့အတွက်เนาะ client နဲ့လည်းမျက်နှာမပြတ်ရအောင်ဆိုပြီးတော့ အလုတ်ကတော့လုံးဝရေရှည်လုတ်တာတော့ကောင်းတယ်ဒါပေမဲ့နှစ်လပေါ့နော်နှစ်လအောက်ပေါ့နှစ်လလုတ်လောက်ပြီးတော့မှနှစ်လအောက်မှပြန်ထွက်မယ်ပါ냐ဆိုလို့ရှိရင်သူကနှစ်လစာပဲပြန်ပေးလိမ့်မယ်ကျန်တာလုံးဝပြန်မပေးဘူးအဲ့တော့ငါးလစာအပြည့်တော့ပေးထားရလိမ့်မယ်အဲ့ဒါမှညှိကျင်တယ်ပါ냐ဆိုလို့ရှိရင်တော့အဲ့ဒါတော့ကိုယ့်ကိုညှိကြ ကျွန်တော်ကတော့ဒါကျွန်တော်ရတဲ့ information လေးကိုရှင်းပြတာအဲ့တော့အသေးစိတ်ဘယ်ဟာဘလောက်ဘလောက်ဘလောက်ဆိုတာကိုကျွန်တော် Telegram group ထဲမှာပြောမယ် Telegram group ထဲဝင်ဖို့အတွက်ကျွန်တော် link လို့ QR code တို့ကျွန်တော်စီစဉ်ပြီးချပေးပါမယ်เนาะအဲ့ဒါလေးလာပြောတာပါအာကျေးဇူးတင်ပါတယ်စိတ်ဝင်စားမယ်လို့လည်းထင်ပါတယ်เนาะအဲ့တော့ Telegram group ထဲမှာလည်းကျွန်တော်ဒီအကြောင်းအရာလေးကို share ပေးပါမယ်အားလုံးစီစဉ်ကြပါစေเนาะကျွန်တော်အင်္ဂလိပ်စာ class ကတော့အာကျွန်တော်ဖြည်းဖြည်းချင်းစီစဉ်ပါမယ်ကျွန်တော်အလုံးမအားသေးလို့ပါเนาะကျွန်တော်အဲ့ဒါလေးပြောပေးပါမယ်